ဂျန်ဘောဇန့်စ်နဲ့ဒီတတ်ဆုံးတိုင်းပေါ့တငယ်ချင်းအဖြစ် နေသွားခဲ့တယ်ပြင်းထန်စာရေးဆရာမကြီးစင်မီဒီဘူဘောဇ်ကစပီကာလာမှာအဲဖြစ်တည်မှုဝါဒီကိုဥဆောင်ခဲ့တယ်ခေါင်းဆောင်တော်ဦးလည်းဖြစ်ခဲ့တယ်ကျွန်တော်အခုပြောမယ့်စာအုပ်နှုတ်အုပ်ထဲမှာလည်းစင်မီဒီဘူဘောဇ်ရဲ့အတွေးခေါ်မြင်မားပုံတွေကိုကျွန်တော်တို့တွေ့ရနိုင်တယ်လို့မိသားစုဝင်သူပေါဝင်ခြင်းတွေမှာလူတွေရဲ့ပြည့်ပြတ်နေမှုတွေကိုလည်းသူအသေးကြီးမဲကြီးအားထုတ်ပြီးလေ့လာခဲ့တယ်ဆိုတာကိုကျွန်တော်တို့ကျွန်တော်အခုပြောမယ့်စာအုပ်ထဲမှာဒီကြီးကြီးပြပြလေးနဲ့စာရေးသူထင်တာမြင်လာအောင် ရေးပြထားတာကိုကျွန်တော်တို့တွေ့ရနိုင်တယ်။အဲဆာယာပြည်နယ်ဆိုင်ဆာမှာရေးစင်မီတီဗီဘွားရဲ့စာအုပ်ကောင်းနှစ်အုပ်ကိုကျွန်တော်ပြပပေးခြင်းပါတယ်။ပထမဆုံးအနေနဲ့ဆရာမောင်ရဲခန့်ရပါတာပြန်လာတဲ့ဒီစီစာဆိုတဲ့အစာလေးအကြောင်းကိုပြပြခြင်းနဲ့ဒီစာအုပ်ရဲ့နည်းနည်း background ကိုနည်းနည်းပြပြောပြရင်အမ်မူရင်းအစာအုပ်နံပါတ်ကတော့ the is or discretion လို့ခေါ်တယ် simultaneous ဘွားရဲ့စာအုပ်ဖြစ်တယ် ဒီစာအုပ်ကို Google မှာရှာကြည့်မယ်ဆိုရင်တော့အဲ The Woman Does Fine လို့ပဲတွေ့ရလိမ့်မယ်။ဘာလို့လဲဆိုတော့အဲ The Woman Does Fine ဆိုတဲ့စာအုပ်ထဲမှာမှာ The Is of Discretion လို့ The Monologue ဆိုပြီးတော့ဝတ္ထုတို့နှစ်ပုဒ်ပါထည့်ပါတယ်ပေါ့။အားလုံးကဝတ္ထုတို့က၃ပုဒ်ပေါ့။အဲဝတ္ထုတို့၃ပုဒ်ထဲမှာမှာဒီ The Is of Discretion ပေါ့နော်။ဒီစာအုပ်ကိုဆရာမဘောင်ရဲခိုင်ကပြန်ထားတယ်ပေါ့။ဝတ္ထုတို့တစ်ပုဒ်ကိုဆွဲယူပြီးတော့ဘာသာပြန်ထားတယ်ပေါ့။အဲအဲ့ဒီမှာပါတယ်ဒီအချင်းချင်းကိုပြောမယ်ဝတ္ထုတို့၃ပုဒ်လုံးက ဒီအမျိုးသမီးတွေပေါ့အသက်အရွယ်ကြီးလာတဲ့အခါမှာညင်းပယ်ခံရတာတို့တစ္ဆာမဲ့ခံရတာတို့ချစ်ခြင်းမေတ္တာတွေဆုံးရှုံးလာတာတို့အသက်အရွယ်ကြီးလာတာနဲ့အမြကျွမ်းရတဲ့ဇေယျပေါ့နော်အသက်ကြီးရင်လာတဲ့ဇေယျဇေယျတန်နေနောက်ပြီးတော့ကျောင်းပြရတဲ့မိသားစုတွေရဲ့စိုးရင်ကြောင်းကြမှုတွေဒါတွေကိုပြရနိုင်တဲ့အဲစာအုပ်ပေါ့နော်အခုတို့တို့သုံးဖို့တည်းမှာဒါကိုပဲအချင်းချုပ်ထားတယ်ဒီစာအုပ်ကကြတော့အဲအဲ့ဒါကိုပဲအခြေခံတယ်ဒါပေမဲ့ဒါကဇေယျကိုအဓိကအသက်ကြီးရင်လာတဲ့အခါမှာပုံမင်းရွယ်မှုရဲ့အကြောင်းကိုအဓိက ချင်းရစေတဲ့စာအုပ်ဖြစ်တယ်။ဆရာမောင်ရဲခိုင်ကိုကျွန်တော်ကြိုက်ရတဲ့အချက်လက်တွေရှိတယ်။ဘာလို့လဲဆိုတော့ဆရာမောင်ရဲခိုင်ကဆရာထင်းနေလို့ပဲ post boiler တွေကိုအဓိကအရှောင်းတယ်။တကယ်ကပတ်ထိတ်တန်းဝင်စင်ရင်းဝင်တဲ့ဒီ classes တွေကိုပဲအဓိကဘာသာပြန်ပေးခဲ့တယ်ပေါ့နော်။သူဘာသာပြန်ပေးတဲ့စာအုပ်တွေကလည်းကောင်းတယ်။နောက်တစ်ချက်ကဆရာမောင်ရဲခိုင်က Lady Vanita ဥမောင်ကြီးရဲ့မိဖြစ်တယ်လို့သူရွေးချယ်ပြီးတော့ထုတ်လုပ်ဘာသာပြန်လာတဲ့စာအုပ်တွေကလည်းကောင်းတယ်။ကျွန်တော်မောင်ရဲခိုင်ဆရာမောင်ရဲခိုင်ရဲ့စာအုပ်၃လောက်ဖတ်ပူတယ်။အဲကောင်းကင်စကြတ်တို့တတ်တက်လန်းတို့ပြီးတော့ Everswiser တို့တွေကိုလည်းကျွန်တော်ဖတ်ပူပါတယ်။ အတက်ရရလာတာနဲ့များကျွန်တော်တို့ဆုံးရှုံးကြရတွေကြောင့်တွေ့ရတယ်။အဲဒီမှာမှအထင်ရှားဆုံးဆုံးရှုံးမှုတစ်ခုကဘာလဲဆိုတော့နုပြုံမှုတစ်ခုပဲဖြစ်တယ်။အဲနုပြုံမှုတွေကိုကျွန်တော်တို့ဒီစာအုပ်နဲ့ချင်းကပ်ပြီးတော့ဇာတ်အကြောင်းကိုလေ့လာတဲ့အခါမှာအကြောင်းရင်းဖို့မဟုတ်ဘူး၊စိုးရင်ဖို့မဟုတ်ပဲနဲ့လွတ်လပ်တဲ့အတွေ့အခေါ်နဲ့ပေါင်းဆက်ပြီးတော့ဒီကြမ်းကြမ်းခံနိုင်အောင်ရေးထားတဲ့စာအုပ်တုပ်ကိုဖတ်ကြည့်ရမှာဖြစ်တယ်။နောက်ပြဒီစာအုပ်ကိုဖတ်မယ်ဆိုရင်အချင်းကောင်းကောင်းပေးနိုင်မှဖတ်ကြည့်ပါလို့ပဲကျွန်တော်ပြောပြသေးတယ်။ဘာလို့လဲဆိုတော့ လူစိတ်နဲ့အတ္တကိုအဓိကပုံဖော်ထားတဲ့စာအုပ်ဖြစ်သလိုပုံမှန်မဟုတ်ဘဲနဲ့စိတ်ပီစီးနေတဲ့အချိန်မှာဒီစာအုပ်ကိုဖတ်မယ်ဆိုရင်တော့အဲရတာတိတ်တွေးမှာမဟုတ်ဘူးပြီးတော့ဒီစာအုပ်ကဒီစာဖတ်လို့ကောင်းတဲ့စာအုပ်တော့ဖြစ်သလိုဒီအမျိုးသမီးပေါ့နော်အမျိုးသမီးတွေရဲ့ဒီစိတ်ပီစီးမှုနဲ့ဇာအပေါ်မြင်တဲ့အမြင်တွေကပိုထင်ရှားတယ်ဒါကြောင့်ဒီအသက်30ကျော်အမျိုးသမီးတွေဖတ်ရင်ပိုသင့်တော်တဲ့စာအုပ်လို့ပဲ ပြောပြစေဒီဆောင်ထက်ကဇလန်ကဒီမိခင်တူကတားဖြစ်သူကိုအဲအလိုမကျမှုတွေနဲ့ဒီပုံပေါ်ထားတယ်ပေါ့နော်မိခင်ကတားဖို့ကို အလိုမကျဘူးအများရန်စိုးရင်နေတယ်ပူပန်နေတယ်အဲ့အရာကသူ့ကိုဖိတ်မိစေတယ်ပေါ့အဲ့အချိန်မှာသူ့ရဲ့ဘဝရဲ့ခါတိမှုတွေအဲ့အသိစိတ်တွေကနေပြီးတော့ဒီဒန်ဒါယာကြီးဆန်ဆန်ပေါ့နော်ဒီဆောင်ထက်မှာသူ့ရဲ့ဘဝအစည်းအဝေးတွေကိုလည်းဒီပုံပေါ်ထားတယ်ပြီးတော့သုံးလောင်းပြထားတယ်နောက်တစ်ချက်ကကျွန်တော်တို့ကကဘာကြီးကအရသာပြက်လာတဲ့အချိန်မှာ ချင်းဤကာလာတွေနဲ့ကြုံရတယ်။အဲ့ဒီအချိန်မှာကျွန်တော်တို့ကအချိန်ကိုဖြုံးလို့ဖြုံးမှန်းမသိအောင်ဖြုံးနေမိတယ်ပေါ့။အဲ့လိုအချိန်ကုံသွားတဲ့အခါမှာကျွန်တော်တို့နင်းနီးကြက်ကြက်ရှိလာတာကဘာလဲဆိုတော့ဆရာပဲ။ပြောမယ်ဆိုအိုဂျင်တရားတွေကြီးလာတယ်ပေါ့။ဒါအဲ့လိုအဲ့ဒါကိုသိတဲ့အခါမှာကျွန်တော်တို့ကဝမ်းနေစရာတော့ကောင်းတယ်။ဒါပေမဲ့အဲ့အရာကိုဒီဝမ်းနေမှုတွေနဲ့ဖြစ်ပြောင်းနေမဲ့အစားပြန်ပြီးတော့ပြောပြောရှင်းရှင်းနေပြီးတော့ပြန်လဲနှလန်းထူနိုင်အောင်ပြန်တည်ဆောက်နိုင်အောင် အဲဒီကြိုးစားနေတဲ့ဒီအမျိုးသမီးတဝူအကြောင်းကိုကျွန်တော်ဒီစာအုပ်ထဲမှာလေ့လာရနိုင်တယ်ကျွန်တော်နှလုံးသားကိုအဲဓာတ်နဲ့ထိုးသလိုခံစားရတဲ့အခြေအနေတွေရှိတယ်ပြီးတော့ကျွန်တော်တို့ရဲ့ခံစားချက်တွေထဲမှာအမာရွတ်တွေအများကြီးရှိတယ်ပြီးတော့ဘဝနေဝင်ခြင်းလူလူဖြစ်ရတဲ့ဒီခံစားချက်တွေကြုံရတဲ့ဒုက္ခတွေကျွန်တော်တို့မှာအများကြီးရှိပါတယ်အဲ့ရာတွေကိုခံနိုင်အဲ့ရာတွေနဲ့တကယ်တကယ်ကြုံလာတဲ့ခါမှာကျွန်တော်တို့ခံနိုင်ရရှိအောင်တတ်လုံကောင်း အဲဒီစာအုပ်ကိုဖတ်ကြည့်သင်တယ်နောက်တစ်ခုကဒီထပ်မြက်တဲ့အရေးသားတွေကြောင့်ဒီစာအုပ်ကဖတ်ရတာကောင်းတယ်ပြီးတော့ဘာသာပြန်ပြီးသူဆရာမောင်ရဲခန့်ရဲ့ဒီအရေးသားတွေကြောင့်လည်းပို့ပြီးတော့ဖတ်ရတာနှစ်သက်စရာကောင်းပါတယ်ပြီးတော့ဒီအသက်30ကျော်ပေါ့နော်ထပ်မြက်တဲ့အမျိုးသမီးအနေနဲ့ပို့ဖတ်ကြည့်တဲ့စာအုပ်လိုပဲကျွန်တော်ပြောပြစီစာမျက်နှာက150ပါပါတယ်နောက်တော့ပေါ့နောက်တော့ကကြတော့ကျွန်တော်တို့မရန်နာပေါ့အေဂျင်တယောက်ကိုအခြေခံထားတဲ့ စာအုပ်တော့ပါစမျိုးဒီပူပါရဲ့ a very easy deck ပေါ့နော်အဲ့စာအုပ်ကိုကျွန်တော်ပြပြပေးခြင်းတယ်ကျွန်တော်တို့မှာတခါကြီးကြရင်ဒီချစ်ချင်းမြတ်တာတွေအပေါင်းအသင်းတွေဒီတန်ရောစင်နေနဲ့ရဲဘော်ရဲဘက်စိတ်တွေကတခါတလေတည်ခြင်းတရားကိုတောင်မှကျွန်တော်တို့ကခဏဖုံးကွယ်သွားစေတယ်ခဏရက်တန်သွားစေတယ်ပေါ့နော်ဒီစာအုပ်ထဲမှာလည်းကျွန်တော်တို့အဲ့ဒါကိုမြင်ရတယ်နောက်တစ်ချက်ကဘလို့တည်ခြင်းမျိုးပဲဖြစ်ဖြစ်ဘယ်ယာမှတဘာဘောမကြဘူးဆိုတာကိုလည်းကျွန်တော်တို့ဒီစာအုပ်ထဲမှာတွေ့ရနိုင်ပါတယ် ဒီမူရင်းစာရေးသူပေါ့ဒီ assessment paper ရဲ့ a very easy test ပေါ့ဒီစာအုပ်ကိုဆရာကြီးမြတ်တန်းတင်းကရေးသားကောင်းကောင်းနဲ့ဘာသာပြန်ပေးထားတယ်။ဒီစာအုပ်ထဲမှာ assessment paper ရဲ့အမိက9 section နဲ့မှကွဲလွန်သွားတယ်။သူမကွဲကလွန်ခင်မှာကြုံတွေ့ရတဲ့အရာတွေခံစားရတဲ့အရာတွေကိုမှတ်တမ်းတင်ထားတဲ့စာအုပ်လို့ပြောရမယ်။မင်းသားကြီးကန်နိုရီစ်ပြောခဲ့သလိုပေါ့နော်ကျွန်တော်တို့တည်ဆုံသွားတဲ့အခါမှာဘာတွေဖြစ်မလဲ။ ဒါမှမကျွန်တော်မသိဘူးတရားတာတခုကကျွန်တော်တို့ဟောချစ်တဲ့သူတွေကတတိယနေမှာပဲပေါ့အဲ့လိုပဲဆရာမကြီးစင်မျိုးဒီဘွားကလည်းသူ့ရဲ့အမေကိုအမတ်တရားအနေနဲ့အမတ်တမ်းတင်ထားတဲ့ဒီစာအုပ်တော့ပေါ့စာမျက်နှာ190စနစ်ပါတယ်ဒီစာအုပ်ထဲမှာအမေဟိုကတိုက်ခန်းထဲမှာတယောက်ထဲနေရပေါ့တိုက်ခန်းထဲမှာတယောက်ထဲနေရနေပြီးတော့သူကငယ်ရွယ်စဉ်တဲ့ခါတော့ကဘာပတ်ပြီးတော့သူကပျော်ပျော်ရွှင်ရွှင်နေခဲ့တယ်အခုတော့အသက်ရွယ်ရလာတဲ့ခါမှာတိုက်ခန်းထဲမှာသူကကြီးတုံချတုံနဲ့နေရတယ် အမတ်မတင်ပဲရေချိုးခန်းထဲမှာချော်လဲသွားတဲ့အခါမှာတင်မစုံရိုးချိုးသွားတယ်။ဒါပေမဲ့ဆေးရုံရောက်သွားတဲ့အခါမှာတော့အခြားယောဂါတွေပါတွေ့လာရတယ်။ကင်ဆာတို့နှလုံးသွေးကြောပိတ်ယောဂါတို့လေးပန်းနာစတဲ့ယောဂါတွေကဒီကောင်းငင်မှာလင်းရင်ပြန်သန်းနေသလိုပဲရုတ်တရက်မတင်မဲ့ပဲဆက်ရက်သွားသလိုပြင်းထန်စွာခံစားရတယ်။ဘာသာတရားခိုင်းဆိုင်သူတယောက်လည်းဖြစ်တယ်။ဒါပေမဲ့သူဝေဒနာခံစားနေရတဲ့အခါမှာအသက်ရှူလိုက်သလိုပါးစပ်ကထွက်လာတဲ့စကားလုံးတွေကလည်းအနတ္တသဘောကို ရှုမြင်မိသေးတယ်။စာရေးသူစင်မြင့်တီဘွားကဒီခန္ဓာကိုယ်ရဲ့ဆက်ဆုပ်ခြင်းနဲ့မျက်နှာချင်းဆိုတဲ့အဆန့်ကျင်ဘက်ခန်းစားချက်နှမျိုးလုံးကိုဒီစာအုပ်ထဲမှာပြထားတယ်။ဒီစည်းုံရောက်သွားတဲ့အမေဝရဲ့ကိုစိတ်နှစ်ပါးကဘလို့ရှိနေမလဲ။တေမင်းကိုဘလို့နီးနဲ့ရှင်ဆိုင်မလဲဆိုတာကဒီစာအုပ်ထဲမှာစိတ်ဝင်စားခွဲကျွန်တော်တို့လေ့လာလို့ရမယ်။စည်းုံရောက်သွားတဲ့ချိန်မှာဒီအခြားယောဂါတွေကိုတွေ့ရတဲ့အခါမှာ အသက်မဲ့ အရာဝတ္ထုတစ်ခုလိုမျိုးအလိမ့်ဆန်တစ်ကောင်လိုမျိုးအကျဉ်းချင်းလှီးဖြတ်ခွဲစိတ်လောက်ရတဲ့ဒီခန္ဓာကိုယ်ကြီးကတဖြည်းဖြည်းနဲ့ညွန်ရှာကောင်းလာတယ်ပြီးတော့ရှင်လျက်နဲ့ပုတ်နေတဲ့ခန္ဓာကိုယ်ကြီးနဲ့နာကျင်ပေမဲ့လည်းဒီညှင်းဆန်လို့မရဘူးပေါ့ခွဲစိတ်မှုတွေကိုဒီညှင်းဆန်လို့မရဘဲနဲ့လက်မခံခြင်းပေမဲ့လည်းလက်ခံပြီးတော့ဒီခွဲစိတ်မှုတွေကိုထက်ခါထက်ခါပြုလုပ်နေရတဲ့ဒီမြင်ကွင်းတွေဒါတွေကိုလည်းဆီယမ်မာယီစင်မင်တူဘွားကအသေးစိတ်ရေးပြထားတယ် တကယ်တော့ခန္ဓာကိုယ်ကြီးကစဝိုင်းအစုဝေးကြီးတစ်ခုလိုပဲဆက်ကလေးတစ်ခုချုံရင်းသွားတာနဲ့လေပတ်နေတဲ့ဒီအစုဝေးကြီးကဆက်ပြီးတော့ဖောက်ပြန်လာတာပဲကမောက်ကမောက်မှုတွေဖြစ်လာတယ်။တေမင်းနဲ့တေချင်းတရားကိုဒီစီးုံပေါ်မှာပေါ့နော်တလကြော်လွန်ဆွဲနေတဲ့အဖြစ်ပြက်တွေကိုဒီဆရာမကြီးစင်မြူတီပီဘွားကအသေးစိတ်ပေါ့ပုံဖော်ထားတယ်။ဘဝတဏကိုခုံမင်သူတယောက်အဖို့ကတော့ဒီတေရမာကတော်တော်ပင်ပန်းခက်ခဲတဲ့ကံစားမှုအသည့်နဲ့ကျွန်တော်တို့မြင်ရတွေ့ရနိုင်တယ်။ ဒီရေပွဲပုံမှာဆိုရဲဒီဆရာကြီးများတန်တဲ့ဘာသာပြန်ပေးထားတဲ့ဒီစာအုပ်ကဝန်ရဲပူဆေးမှုရဲ့ရှုပ်ထွေးမှုတွေပါမယ်မရနာဆိုတဲ့တည်ခြင်းတရားအကြောင်းတွေကိုစူးစမ်းလိုသူတွေအတွက်လဲစာအုပ်ကောင်းတောင်းဖြစ်လိုက်မယ်ချေရသူကိုဆုံးရှုံးလိုက်ရတဲ့ဒီခံစားချက်တွေဒီမရနာတရားအကြောင်းအရာတွေကိုထင်ရစေတဲ့စာအုပ်တော့ပဲဖြစ်တယ်ခန္ဓာ၅ပါးအနိုင်နိုင်ပေါ့နော်တရားတန်ပေါက်ပေါက်ဒီဘာသာပြန်ပေးထားတဲ့ဆရာများတန်တဲ့ရဲ့အရေးသားတွေကြောင့်လဲဒီစာအုပ်ကကောင်းတယ်လို့ပဲ ြောပြပါစီတကယ်တော့တည်ခြင်းတရားဆိုတာပါလေဒါမွေးလာလို့ကျွန်တော်တို့သိရလာတာအသက်ရှင်ခဲ့ပြီလို့သိရတာလားဒါမှမဟုတ်ဘူးဝေဒနာစရာကြောင့်ပဲသိရတာလားဒီနောက်ဆုံးဒီစာအုပ်ဖတ်ပြီးတဲ့အခါမှာအဲတည်ခြင်းတရားဆိုတဲ့အရာနဲ့ပတ်သက်ပြီးမေးဖို့မောင်းများစွာကြံနေပါလိမ့်မယ်ကျွန်တော်ရဲ့ review လေးကတော့ဒီလောက်ပါပဲအဲ့တော့ကျွန်တော်စာအုပ်လေးနှုတ်ကို review လုပ်ပေးသွားခြင်းဖြစ်တယ်ကျွန်တော်ရဲ့ channel လေးကိုလည်း like and subscribe လုပ်ပေးသွားခဲ့ကြပါဦးကျွန်တော်ရဲ့ ီဒီယိုလေးကိုအဆုံးထိလိုက်ပါကြည့်ပေးတဲ့ဒုတိယအချင်းစီကိုကျေးဇူးတင်ပါတယ်အားလုံးပဲစာဖတ်ခြင်းကိုအချိန်ပေးပြီးတော့ပြုံးမိနိုင်ကြပါစေ see you in the next video